ခုဒီနေ့ချမ်ပါရတော့တီတုဩဝါဒစာခန်းကြီး1ဖြစ်ပါတယ်တီတုဩဝါဒစာအခန်းကြီး1အခန်းငယ်1မှ4မှုသာနှင့်ကင်းစင်တော်မူသောဘုရားသခင်သည် ရှေးကာကလမရောက်မီဂတိထားတော်မူ၍ငါတို့ကိုကယ်တင်သောအရှင်ဘုရားသခင်၏ပညာတော်တိုင်ငါ၌အထာသောတရားဟောခြင်းအခွင့်အာဖြင့်တော်လျော်သောအချိန်၌ နှုတ်ကပတ်တရားတော်ကိုထင်ရှားစေတော်မူသော အရာနှင့်ဆက်ဆိုင်သောထာဝရအသက်ကိုမျော်လင့်သည်ဖြစ်၍ဖျားဝတ်၌မွေလျောခြင်းနှင့်ဆိုင်သောတမာတရားကိုဝန်ခံခြင်းအလို့ငှာ၎င်းဖျားသခင်ရွေးကောက်တော်မူသောသူတို့၏ယုံကြည်ခြင်းအလို့ငှာ၎င်းဖျားသခင်၏ကျွန်တီးဟုသောယေရှုခရစ်၏တမန်တော်ဖြစ်သောငါပေါလုသည်ဆက်ဆံသောယုံကြည်ခြင်းအဖြင့် ငါသားစစ်ဖြစ်သောတိတုကို ကြားလိုက်ပါ၏ငါတို့ကိုကယ်တင်တော်မူသောအရှင်သခင်ယေရှုခရစ်နှင့်ဂမိတော်ဖျားသခင်ထံတော်ကဂျေစုဂျူနာညီတက်ချင်းရှိပါစေသောအငယ်၅မှ၉ငါသည်တင့်ကိုမှားထားခဲ့နှင့်ဒီအတိုင်းဂရတီကျွန်း၌မစုံလင်သမျှတို့ကိုပြင်ဆင်၍မြို့ရွာများ၌တင်းအုပ်တို့ကိုခံထားစေခြင်းငှာ ထိုကျွန်း၌တင့်ကိုငါထားခဲ့သည်အပြစ်တင်ခွင့်နှင့်ကင်းလွတ်တော်သူမရတယောက်တိရှိတော်သူဖြစ်လင်၎င်းသူ၏သားသမီးတို့သည်ကာမဂုဏ်၌လွန်ကျူးသည်ဟုအပြစ်တင်ခြင်း နားမထောင်ရင်းနှင့်လွတ်၍ယုံကြည်လင်၎င်းထိုတို့တော်သူကိုခန့်ထားအာ၏အကြောင်းမူကားတင့်အုပ်သည်ဘုရားသခင်ဗန္ဒာဇိုးကဲ့သို့အပြစ်တင်ခွင့်နှင့်ကင်းလွတ်တော်သူဖြစ်ရမည် ကိုလိုတို့လိုက်တတ်တော်သူစိတ်တူတော်သူစပြည့်နှင့်ပြောင်းမွေးတော်သူ သူတပားကိုရိုက်ပုတ်တော်သူမစင်ကြဲသော စီးပွားကိုတတ်မဲ့တော်သူမဖြစ်ရဘဲအဲ့တဲ့ဝတ်ကိုပြုတတ်တော်သူ သူတော်ကောင်းနှင့်အဆွေဖွဲ့တော်သူအိန္ဒြေဆောင်တော်သူ ဖြောက်မှတ်တော်သူတန်ရှင်းတော်သူကာမဂုဏ်ကို ချုပ်တီးတော်သူ ဖြစ်ရမည်စင်ကြဲသောဩဝါဒအဖျင်တိုက်တွန်းတွေးဆောင်ခြင်းက၎င်း ငင်းခုံသောသူတို့ဤစကားကိုခြေချင်းငှာ၎င်းတတ်နိုင်မည်အကြောင်းကိုယ်တိုင်တင်ပြီးသော သစ္စာစကားတော်ကိုအမြဲဆွဲလန်းသောသူဖြစ်ရမည်။အငယ်တစေမဆချောအကြောင်းမူကားနားမထုံဘဲအချင်းဤသောစကားကိုပြော၍လှည့်ပြားတတ်သောသူ အများရှိကြ၏။အယေပြားလှီးခြင်းကိုခံသောသူတို့တွင်လည်းအထူးသဖြင့်ရှိကြ၏။ ထိုသူတို့၏နှုတ်ကိုပိတ်ရမည်သူတို့သည် မစင်ကြဲသော စီးပွားကိုတတ်မဲ့လျက်မပိအပ်သောဩဝါဒကိုပေး၍တိမ်တောင်လုံးကိုမှောက်လန်တကြ၏သူတို့အပါဝင် အမျိုးသားချင်းပရောဖက်ဆရာတယောက်ကကရက်သားမြဲမှုသာဆွဲလန်းတားရဲချမ်းကျုပ်စားကျူးတုတ်တုတ်လူယုတ်ပိဟုဆက်ဆိုတည်းဤတက်တည်မှန်၏ထိုကြောင့်သူတို့သည်ယူဒဒဏ္ဍာရီစကားကို၎င်း တမတရားကိုစွန့်သော လူတို့၏ပညာတို့ကို၎င်းအမှုမထားဘဲယုံကြည်ခြင်းအမှု၌စင်ကြယ်စေခြင်းကသူတို့ကိုကြက်တီးစွာ ဆုံးမပစ်တင်လော့စင်ကြယ်သော သူတို့အားခတ်သိမ်းသောအရာတို့သည်စင်ကြယ်လျက်ရှိကြ၏မစင်ကြယ်မယုံကြည်သော သူတို့အားအဘယ်အရာမျှမစင်ကြယ်သူတို့၏နှလုံးလည်းမစင်ကြယ်ကိုကိုကိုတိသောစိတ်လည်းမစင်ကြယ်သူတို့သည်ဘုရားသခင်ကိုတိအောင်ဆောင်တော်လဲ အကျင့်အာဖြင့်ဘုရားသခင်ကိုညင်းပေကြ၏ဆက်ဆုပ်ရွံရှာပွေသောသူ နားမထောင်သောသူ ကောင်းသောအမှုတစ်ခုကိုမျှပြုတတ်သောဉာဏ်မရှိသောသူဖြစ်ကြ၏ဟဲ့နောက်ချက်ပိုင်းမှာပြန်ကြကြမယ်နော်ဘိုင်ဘိုင်